တစ်တာလည်းတလူဟိုတသက်လုံးကြိုးစားလာခဲ့တဲ့တလူပိုက်ဆံတဲ့ဟာဆိုတော့မဆွတ်လွတ်နိုင်ဘူးလေအဲ့လိုဆိုရင်လည်းဘယ်လိုပြောမလဲတေချာလေးဘုံခုကျွေးနေပါလေကောက်ကောက်တူးပြီးတော့နေသင့်တယ်ပေါ့နော်ပီသူတွေနဲ့ဒီတော်လန်ရုပ်တကယ်ကူညီနေတဲ့ပီသူတွေပေါ့နော်ဒီဒီတော်လန်ရုပ်ကိုစိတ်ကြမကြနဲ့ပေါ့နော်ပရိုရှင်ပြောတော်လန်လာတာဟို၅နှစ်ပြည့်တော့မှာပေါ့နော်အဲ့ဒီကာလမှာဟိုပီသူတွေနည်းနည်းလေးစိတ်ကြမကြနဲ့ဒီကိုလိုတော်လန်ရုပ်ပဲလည်းအကောင်းဆုံးကျူးစားနေတော့ပေါ့နော်အမြဲဆုံးပြီးဖို့သူက မြင်လာပါခင်ဗျာကျွန်တော်ကပြီးပဲရေမြန်မာသတင်းဌာနကထိန်းနေပါဒီနေ့ကရေးပျောက်ကြားတက်ဖွဲ့ YGF တာဝန်ခံလည်းဖြစ်တောင်ပိုင်းတိုင်းစစ်ဒေသနီးပြည်ဝ30တောဒေါနာစစ်ကြောင်းနဲ့စစ်ကြောင်းမှုလည်းဖြစ်တဲ့ဗိုလ်ချုပ်ကြီးကိုဖိတ်ခေါ်ထားပါတယ်ဗိုလ်ချုပ်ကြီးဟာမုံလငယ်တော်လိုင်းတမတော်ဦးဖြစ်ပြီးတော့မုံနဲ့တနင်္သာရီကမြို့နယ်တချို့မှာစစ်ရေးလှုပ်ရှားနေတာဖြစ်ပါတယ်လက်ရှိရေးမြို့နယ်တောင်ပိုင်းနဲ့ရေးပြည်မြို့နယ်တလျှောက်ကစစ်ရေးအခြေအနေတွေဘယ်လိုရှိနေလဲစစ်တပ်ကခင်မီဒရုန်းတွေအသုံးပြုလာတဲ့အခြေအနေတွေလိုအပ်ချက်စိန်ခေါ်ချက်တွေ အရက်သားတွေလူခွင့်ရချိုးပေါက်ခံရတဲ့အခြေအနေတွေအဆရှိတဲ့အကြောင်းအရာတွေကိုမေးမြန်းသွားမှာဖြစ်ပါတယ်။အခုလို့ကျွန်တော်တို့တည်င်းဌာနကိုလက်ခံအင်တာဗျူးပေးရတဲ့အတွက်ကနအုံးအနေနဲ့ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။ဟောအကူမင်္ဂလာပါ။မင်္ဂလာပါညီ။ဟောဟိုကိုဟိုနာမည်လေးတစ်ချက်လောက်မင်းချက်လောက်ပြန်ပြီးမိတ်ဆက်ပေးပါလား။ဟုတ်ကဲ့ဟုတ်ကဲ့။ဟိုကိုနာမည်ကတော့ဘူချင်ရင်ပေါ့။ဘူက33ဟိုဒေါနတ်တက်ရင်နှစ် ပြောက်ကြတဲ့ရဲ့တည့်ရင်မူအောင်ပြန်ဆောင်နေပေါ့ဟာဟုတ်ကောကျွန်တော်အင်တာဗျူးစလိုက်တော့မလို့ပေါ့ Okay okay ဟာဟာဟိုပထမဆုံးအနေနဲ့ဟိုမွန်ပြည်နယ်တောင်ပိုင်းရေမြို့နယ်တန်ဖြူစီရဲ့ရေဗျူတခြားမှာပေါ့စစ်တပ်ကတာလုံအင်အားနဲ့အပြင်းထန်စစ်ကြောင်းထိုးနေတာလာချီနေပြီလို့သိရတယ်ပေါ့အဲဆိုတော့စစ်ကြောင်းထိုးတဲ့အချိန်နေစစ်ရေးအချိန်နေနဲ့ရှင်းပြပေးပါလားဗျဘယ်နေရာကိုဥတီနေရလဲဟုတ်အခုဒီပေါ့ ကိုတို့ဒီရေးတောင်ပိုင်းပေါ့နော်ရေပြူပဲဆိုရင်သူထိုးတာကဒီအဲကိုတို့ကအရင်ဒီပြည်တော်စုလမ်းမကြီးပေါ့နော်မှန်ရှိလမ်းမကြီးကိုတို့ကစူးမှုနိုင်ဘူးကိုတို့ထိန်ချုပ်နိုင်ဘူးလောက်တယ်ပေါ့နော်အဲဒီကျူးစာဟိုလောက်တဲ့ချိန်မှာဟိုကိုတို့3လလောက်ပဲရလာတယ်3လလောက်ပဲရပြီးတော့သူကအရင်ဟိုစစ်ကောင်စီကအရင်ကဒါလုံးကြီးနဲ့ပြန်ထိုးတယ်လေသူကအဓိကကြီးနဲ့ရေနဲ့ထိုးတာပေါ့အဲ့ဒီပုံကလေရတော့မပါသေးဘူးအဲ့လိုပုံကို အဲ့လိုပြန်ထိုးတယ်ပြန်ထိုးတဲ့ချိန်မှာဟိုဘယ်လိုပြောမလဲတလို့အင်အားအများကြီးတာတယ်တလို့တာတော့ကိုတို့ဘယ်လိုပြောမလဲဆုတ်လိုက်ရတဲ့ဘာနေရှိတယ်ပေါ့နော်ဒီလေကတလို့တိုးတာလည်းဒီယူကောက်ပွဲတော့ဒါဆိုတလို့ယူကောက်ပွဲတလို့ဦးစားပွဲကိုအဲ့ဒီစီစဉ်နဲ့ပြန်တိုးတာမှာအဲ့ဒီပုံမျိုးဒီရေးမြောက်ပိုင်းလည်းဒီလိုပုံမှာအင်အားတော့ဟုတ်ကဲ့တလို့အဓိကဒီအမှတ်ရှိဒီပြည်တော်စုလမ်းမကြီးကိုဟိုဘယ်လိုပြောမလဲဒီယူကောက်ပွဲမတိုင်ခင်တလို့ပြန်ထိုင်ချောင်းလာလို့လေ အဲ့ဒီဟာနောက်တစ်ခုကဟိုဟာစစ်ကောင်စီကဟိုစစ်တပ်ကခိမိဒုံးနေနဲ့ထောက်လန်ပြီးတော့ဘုံကျဲရသူကစီကြောင်းထိုးတာလုံနေလို့သိရတယ်ပေါ့ဟောသူတို့ရဲ့ငုံအုံပြူတဲ့အခြေအနေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကဘယ်လိုရှိလဲဗျာอืมသူတို့ကဒီဒုံးကဟိုအကူရိုဘက်ကလည်းတုံးတယ်ဗျလေဒီတုံးတဲ့ချိန်မှာကိုတို့ဒုံးတက်တာနဲ့သူတို့မှဘယ်လိုဆုံးမှဒီ white ball လေဘယ်ရတက်တာလဲဆိုတော့အဲ့ဒီပုံမျိုးအဲ့လိုတံပြင်းကောင်းတံပြက်လာတာပေါ့ချက်ချင်းတက်ချက်ချင်းကိုလိုတက်တာနဲ့ချက်ချင်းပြက်လာနက်နက်ကြီးရောဒီပုံရောအဲ့ဒီပုံမျိုးဟိုနိပညာရနဲ့ဒီပစ္စည်းရတော့တလို့သားပေါ့လေဟိုနောက်တစ်ခုကဟိုဆစ်ချောင်းထိုးရဲ့အထဲမှာဟိုစစ်မှုတန်းတင်းနှန်းစင်းတသားတစ်တွေသူတို့တော်တော်အသုံးပြတာရယ်ဗျာဟိုအဲ့ဒီတသားတစ်တွေနဲ့ကိုလိုရှေ့တန်းမှာဂျုံရတဲ့အခါ ဟိုသူတို့ယူကြောင်ကြောင်ဈေးတုံးထားတာရှိရဆိုပြီးတော့ပြောဆိုတာရှိရပေါ့ဟိုအကိုလှုပ်ရှားနေမိဒီဘက်မှာအဲ့ဒီလိုကြီးရှိလားအကိုတို့ရှေ့တန်းမှာဒီလိုအဲ့ဒီတတတိတိတိုင်းဂျုံရတဲ့အမတ်ရစရာလေးပြောပြပေးပါလားဗျဒီဘယ်လိုပြောမလဲသူတို့ဒီစစ်ကြောင်တွေမှာတော့အကောင်လုံးပါတယ်ဒီတတတိဘုဒ္ဓဆိုရတာဟာပေါ့လေဘုဒ္ဓဆိုရတာဟာလေကုံပါတယ်အဲ့လိုလိုဘယ်လိုပြောမလဲသူတို့စီကထွက်ပြေးလာတာရှိတယ်အကိုတို့ဘက်ကနင်းက6ရောက်လောက်ထွက်ပြေးလာဘယ်လိုလဲဆိုရင် ဟိုတလို့အရှိရပြီးတက်ခါနေဒီတက်တာဟောင်းလေးရအနောက်ကနေသိတယ်မလားဟိုပြန်ဆုပ်ပြစ်တာလို့တလို့ချင်းချင်းပြန်ပြစ်တာလို့ပုံလို့ဟိုကပြီးဆေးလေးသုံးတာလို့ပုံလို့အဲ့လိုပုံလို့ကလေးတွေကဆေးတွေလည်းကြောင်းလို့ပဲအဲ့ဒီပုံလို့ဟိုကလေးတွေပြေးလာတလို့ပြောတလို့မလောက်ကျင်ဘူးနော်ဒီဟာလေးကအဲ့ဒီပုံလို့အတင်းတလို့ချိန်ချောက်လို့ လို့သာလောက်ရတယ်ပေါ့အဲ့လိုပေါ့မျိုးတို့ထပ်ပြီးလာတာဟိုပြောပြပါတယ်တော်တော်များများတော့ဘယ်လိုလဲဆိုတက်ဆိုမတက်ကြည့်အောင်ပြေးကြတာပြီးထွက်ပြေးတာပဲတက်လို့អော်ပြီးထွက်ပြေးတာပဲရှင်းရှင်းပြောအဲ့ဒီတက်တာဟောင်းလည်းထွက်ပြေးတာပဲအဲ့ဒီပေါ့မျိုးအဟောင်းတွေလည်းပါတယ်အသေးလေးလည်းပါတယ်ပေါ့လာတာတော့အဲ့ဒီပေါ့မျိုးဟိုပြီးတော့ဟိုကအကိုလှုပ်ရှားတဲ့နေမိတဲမှာပေါ့ဟိုစစ်တပ်ကသူတို့စစ်သားတွေအပြင်တခြားသူတို့လက်ဝေကန်လက်နက်ကင်တပ်ဖွဲ့တွေကစစ်ကူဝိုင်းတိုက်ပေးတာတွေပါရှိလာ ဥပမာဟို BJ အဲရဲတို့ပြည်သူစစ်တို့လိုမျိုးပေါ့အော်အော်အော်အဲအဒီဟာလေကဘယ်လိုလဲဆိုရင်ဟောပါရင်လဲပါနာတယ်ပေါ့လေအဓိကတော့ပါဖို့များတယ်လေနေမျိုးတစ်ခုတိုက်ရင်နေမျိုးကမပါပဲတိုက်လို့မလွယ်ဘူးလေကိုတို့ဘက်ကလည်းဟောတိုက်ရင်နေမျိုးကပါတယ်ပဲဟုတ်ကဲ့ဟုတ် ဒီအခုဟိုအခုဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာဟိုစေုပ်စုပြင်ဟိုအကိုတော်လိုင်းကြီးဘက်ကအထီးခိုက်ဒီအထီးခိုက်ရှိရလို့တည်ရတယ်ပေါ့အကိုရဲ့ဟိုရေးပြောက်ကြားတပ်ဖွဲ့ကတပ်ဖွဲ့ဝင်တချို့လဲဟိုပြီးခဲ့တဲ့လတွေကထိခိုက်ကြဆုံးတာတွေလည်းရှိရပေါ့အင်းဟုတ်ဟုတ်ဒါဖြစ်လို့အကြဆုံးများနေရလဲပြီးတော့စစ်တပ်ဘက်ကတီးစုကဘလောက်တိရှိလဲပေါ့အင်းသူတို့ဘက်ကအရာရှိတွေရောထိခိုက်တိုက်ဆုံးမှုတွေတော်တော်များလာဗျာဒီကြပါဘူး စစ်တပ်ဘက်ကလည်းချင်းချင်းမျိုးရေဟိုကိုလိုထက်တော့ပုံများတာပေါ့တလို့ဘက်မှာဟိုထိကတိစုံမှုတွေကတော့ဟိုချင်းချင်းမျိုးရေကိုလိုကထက်တူဟိုပစ္စည်းတော့တိတ်မရလားရတဲ့ခေါက်ရတယ်မရတဲ့ခေါက်မရဘူးအဲ့ဒီပုံမျိုးပေါ့ဘာလို့ထက်တူဆိုကိုတွေအလုံးကြီးမနိုင်ဘူးခရဲမနိုင်လို့ထက်တူလို့မရတာရှိတယ်နောက်ပြီးတော့မြေပြောတော့ဟိုဟိုဘယ်မှာဟိုဒီတော်လိုင်းဘက်ကထိခါကြတာပေါ့နော်ထိခါတာတော်တော်များများတော့ကိုလိုဒီဘက်တဲမှာမထိဘူးအဓိကကိုလိုထိတာဒီလက်နက်ကြီးတွေဘာတွေမှာထိတယ်အဲ့ဒီပုံမျိုး အော်ပြီးတော့ပါလေစစ်တပ်ကသူစစ်ကြောင်းထိုးရင် အရဲသားတွေဖမ်းဆီးမှုဒီတလနှစ်လအတွင်းမှာတော်တော်လောက်လာတယ်ပေါ့လူသားတိုင်းလည်းသူပတ်စံနေတောင်းနေပေါ့ဟိုအတင်းအာရမိုင်းအဲ့ဒီအခြေအနေလေးကိုတစ်ချက်ပြောပြပေးပါတလုတ်ကဒီစစ်ကြောင်းထိုးပြီဆိုရင်ဟိုအကိုတို့ဒါလက်တွေ့ပေါ့နော်ဟိုတလုတ်ဟိုဘက်မှာစစ်ကြောင်းထိုးလာထုံပြီဆိုရင်တလုတ်ရွာဝင်တယ်ဝင်ပြီးတော့ဟိုဒီရှိတဲ့အဲ့ ဒီဘယ်လိုမှအိမ်လေးပါလေအကောင်လုံးတလို့ယူတယ်ပစ္စည်းလေးအကောင်လုံးယူတယ်တလို့တည်ထောက်ရတယ်ပြီးပြီးတော့ပါလဲဆိုလူပြည်သူတွေဖမ်းတယ်ပြည်သူတွေဖမ်းပြီးတော့ဟိုဘယ်လိုပြောမှန်းတလို့ဖမ်းခဲ့တာလည်းရှိတယ်ပြီးတော့ဒီလိုရှစ်ဆက်တူဖို့တလို့တိုင်းကပုံမျိုးပေါ့နော်လူသားတိုင်းကပုံမျိုးတလို့လောက်တယ်ပေါ့အဲ့ဒီပုံမျိုးလောက်တဲ့တော့ရှင်းချင်းပြောရင်တလို့ကဒီတော်လိုင်းသမားတွေရဲ့အားနေချက်ကသိတာပြီးသားပြည်သူတွေပါလာပြီးပြည်သူတွေခံရမှာဆိုရင်တော်လိုင်းသမားတွေကဆောက်ရတာပဲလေအဲ့ဒီပုံမျိုးဆိုတော့ဟိုတလို့ကဒီဟာကောင်းနာလဲတယ်ပေါ့နော် အဲ့ပုံမျိုးပြီးတော့ဒီကောင်တွေကဟိုရှင်းပြောရင်တော်လိုင်းရဲ့ဘက်သူတို့ပြည်တာမထိဘူးတိုက်ပြီးတော့ဟိုရှင်းပြောအကူတို့အကောလုံးမှဟိုတယောက်နှစ်ယောက်ပေါ့နော်နှစ်ယောက်ပဲကြာရှုံမှုရှိရတယ်ပေါ့နော်အကောလုံးအကောလုံးတက်ပေါင်းသူအားလုံးပေါင်းမှနှစ်ယောက်နှစ်ယောက်လောက်ပဲကြာတယ်ပေါ့ကိုတို့ဘက်ကအင်းအဓိကပါလဲဆိုပြည်သူကြမြင်ရတာသူတို့ကဟိုပြည်သူနေတဲ့နေရာကိုပြည်တာအဓိကပြည်သူနေတဲ့နေရာပြည်တော့ပြည်သူကြာရင်ပြည်သူတွေကတောင်းဆိုလို့ဟို လို့ပြောမှနင်းနာတာပေါ့နော်တို့နင်းနာပါ냐ဆိုတော့ကိုရရပြန်ဆုပ်ပေးရတဲ့ချိန်လေးပေါ့အဲ့လိုပုံမျိုးပြီးတော့အခုဟိုစစ်တပ်ကအပြင်းထန်စစ်ကြောင်းထိုးနေတာတို့ရဲ့ရည်ရွယ်ချက်တွေကဘာဖြစ်မလဲတို့ဟိုအမတ်ရှိအမတ်ရှိလမ်းပြန်ရဖို့တခုအတွက်ပဲလားတခြားအကြောင်းရင်းတွေပါရှိနေလားမသိဘူး။တခြားအကြောင်းရင်းကဒီဟိုပါပဲလေယူကောက်ပွဲတူကလေ။သူဒီယူကောက်ပွဲလုံနိုင်ဖို့တူကသူအဓိကတိုးတာပေါ့။သူအမှတ်ရှိဒီ လက်မယူတို့ train နိုင်မှာပဲတို့ယူကောက်ဝယ်ခေါလုံးနိုင်မှာပေါ့နော်အဲ့ဒီပုံမျိုးတို့တူတူရတာဖြစ်မှာဒါပေမဲ့တို့ဒီအထဲပဲတားမဝင်ရင်ဘာလို့တို့ကဟိုရှင်းရှင်းပြောတို့နဲ့ဝေးတဲ့နေရာကိုစိတ်ရမပေါ်ဆောင်ဘာလို့တို့အောက်ချောက်ထောက်ပဲတို့ဆက်တော့ရလမ်းကြောင်းခက်မဲ့နေရာတို့ကမတူအဲ့ဒီပုံမျိုးဖြစ်နေတယ်ပေါ့နော်ဒါကြောင့်တို့အဲ့လိုတူလိုက်တော့ဟိုပူဆင်းပြည်တယ်ပေါ့ဒီတုံလိုင်းဘက်တွေပေါ့အခုကကိုရီးယားတုံလိုင်းဘက်ကတို့နဲ့မှာတော်တော်တိုက်နေရတော့ဒီအောက်ချောက်ထောက်ပဲခက်တယ်ပေါ့နော်အဲ့ဒီပုံမျိုး ိုစစ်တပ်လက်နက်ကြီးပြစ်ခတ်တာစစ်ကြောင်းထိုးနေရအရဲသားတွေထွက်ပြေးနေရလည်းအများကြီးရှိရပေါ့ဒီကတေဆုံးနိုင်လည်းတော်တော်များတယ်ပေါ့ဗျာဟိုပြည်သူတွေရစစ်တပ်ဘက်ကရောအမ်တော်ဟိုဟိုတော်လိုင်းကောင်းဆောင်တအူးနေနေဟိုအရဲသားတွေကိုဘာပြောချင်တာရှိမလဲဘလူတွေပြမှုတင့်လဲပေါ့ဟုတ်ဘလူဘလူပြောချင်လဲဆိုရင်ဒီကာလကပေါ့နော်စစ်ရေးအချိန်မြင့်တက်လာတဲ့ကာလဖြစ်ပြီပေါ့နော်ပြည်သူတွေလည်းဘယ်လိုပြောမလဲဟို ကျူတင်သားကိုဒါသိတယ်ပေါ့ဟိုအဲကိုအဲ့မှာဆိုကိုဟိုကလုတ်ကျွင်းနေဘောကုတ်ကျွင်းနေပါလေဘောကုတ်ကျွင်းနေသူလာသိတယ်ပေါ့နော်သူလာပြီးတော့နေသိတယ်ပြီးတော့ဟိုဘယ်လိုပြောမလဲနိနာတော့ခံရမှာပဲလေနော်ဟိုအားလုံးတို့ကလုံနေတာပဲသူလည်းသမားလေးခါလဲအစ်ဒီချိန်မှာဟိုဟိုဘယ်လိုပြောမလဲမတော်တဆကိုမှအမျိုးစစ်တဲ့တော့သူလောက်မှာပဲပြည်သူနဲ့တော်လိုင်းရင်းနဲ့ရင်တနေတဲ့ချိန်ရင်တနေတဲ့ချိန်ဖြစ်တဲ့တော့ဟိုဒီတော်လိုင်းသမားလေးရောက်လာလို့ ပြည်သူတွေထိခိုက်နာကျင်ရတယ်ဟိုဆုံးရှုံးရတယ်ဆိုတဲ့ပုံမျိုးစစ်တပ်ကတော့တလို့ပြည်သူတွေမှိုင်းထည့်ပေးနေပြည်သူတွေလက်ဓာတ်တွေကိုဘယ်လိုမှနားလည်မှုမလိုနဲ့ပေါ့နော်အထင်မလိုနဲ့ဟိုအားလုံးပြည်သူတို့ကျွန်တော်တို့တစ်ချက်တော့အနည်းနာခံရမှာလေအဓိကမှကျင်တာအလိုဒီစင်ရီကလာလို့ထမြင့်လာဟုတ်ပဲရှိတယ်ထမြင့်လာမှဖြစ်တဲ့တော့ပြည်သူတွေအနေနဲ့ဟိုဘယ်လိုပြောမလဲကြိုတင်ပြီးတော့တကယ်လို့စစ်ဖြစ်နိုင်တဲ့ခြေနေသူသိတယ်လေတော်လိုင်းသမားလေးရောက်လာပြီဆိုတော့စစ်ဖြစ်လို့မရဘူးအဲ့လိုဆိုရင်ဟိုကို လုံမြောက်လုံမြောက်တဲ့နေရာကိုချူချောင်လာတာတော့ကောင်းလို့ပေါ့နော်ဒီကိုအိုက်ကိုရအောင်ဟိုတချို့ကြတော့ဘာလို့ကိုအိုက်ကိုရအမှန်လေလစ်တာကလည်းတလို့ဟိုတသက်လုံးကြိုးစားလာခဲ့တဲ့တလို့ပိုင်ဆိုင်တဲ့ဟာဆိုတော့မစွလွှတ်နိုင်ဘူးလေဒီလိုဆိုရင်လည်းဘယ်လိုပြောမလဲတေးကြလေးဘုံခုကျွေးနေပါလေကောင်းကောင်းတူပြီးတော့နေသေးတယ်ပေါ့နော်နောက်ဆုံးအနေနဲ့ကိုအော်မာမီတဲဆက်ဆက်ရေးအခြေအနေတွေဟိုလက်နက်ခဲရန်လိုအပ်ချက်တွေအပြင်စစ်ကောင်စီကိုဘာပြောခြင်းလဲအစားအပြေအကို ဖြည့်ဆွက်နိုင်ရှင်ပြောပြပါလားရအရှိရအရှိရပါလေမဟာမိတ်ဆက်ဆံရေးအခြေအနေလေးဟောမဟာမိတ်ဆက်ဆံရေးဟုတ်ကဲ့ဟောကိုတို့ဒီဒီဘက်မှာကြာတော့အကုန်ကောင်းလဲမဟာမိတ်ဆက်ဆံရေးရဟုတ်တတော်လေးလေးအဆင်ပြေနေပြီဒီမှာဟာမောင်းဟိုဆက်ဆံရေးအတွက်ဘယ်လိုပြောမလဲလုံးဝဘယ်လိုပြောမလဲမဟာမိတ်တဲ့ပို့တဲ့ဟိုဘယ်လိုပြောမလဲဆက်ဆံရေးမျိုးဖြစ်အောင်ကိုတို့အားလုံးကြိုးစားနေတယ်ဗောနော်လူကြီးတွေလည်းကြိုးစားနေတယ် ကိုလို့ရှိရှိပြောရင်အားလုံးကိုလို့ပူပေါင်းနိုင်ဖို့လုပ်နေတော့ဗောနော် အားလုံးပူပေါင်းနိုင်ပြီးဝမ်ကွန်မန်ဖြစ်ပြီဆိုနေတော့ကိုလို့ဒီတော်လရင်ရပို့ပြီးတော့အောင်မြင်နိုင်ဗောနော်ဟိုပုံမြင်မှာဗောပို့ပြီးအောင်မြင်အောင်မြင်လာပုံမြင်မှာဟောအဲ့ဒါအရောစင်ပြေတခြားကိုဟာဖြည့်ဆွက်ပြောချင်တာလေးရှင်တခြားပြောပြောပေးပါလားဗျဟောဒီဆက်ပြောချင်တာကတော့ဒီဟိုဒီကပြည်သူတွေပဲဟိုပြည်သူတွေနဲ့ဒီတော်လရင်တကယ်ကူညီနေတယ်ပြည်သူတွေပေါ့နော်ဒီ ဒီတော်လည်ရေးကိုစိတ်ကြမကြရနဲ့ဗောနော်ဟိုမကြခင်ပြီးမှာပါဟိုသူဟိုနိုင်မှာအသိကြရတယ်ပြီးဟိုလုံးမဲ့မြန်တာနဲ့နှေးတာနဲ့ပဲကွာဗောပြီးသူတွေနေလည်းစိတ်ကြမကြရနဲ့လို့ဟိုဆက်ပြီးတော့ဒီဘက်ကိုဘယ်လိုဘုံမဲ့ဟိုဘယ်လိုဘုံမဲ့ယုံတာပြီးဗောနော်ဟိုငါတို့နိုင်ပါမလားဆိုတော့စိတ်ပြူမဝင်နဲ့ဗောနော်နိုင်မနာပါမလားဆိုတော့စိတ်ပြူဝင်ရဲ့ဘယ်လိုစိတ်တဲ့စိတ်တဲ့ကြနိုင်တယ်လေဘုလို့ရှင်ပြောတော်လန်လာတာဟို၅နှစ်ပြီးတော့မှာဗောနော်အဲ့ဒီကာလမှာ ဟိုဘီသူနေနေလဲဆက်တယ်မကြနဲ့ဒီအကိုလို့တော်လိုက်ပဲလဲအကောင်းဆုံးကျူးစားနေတော့ဘောနော်အမြန်ဆုံးပြီးဖို့အတွက်အဲ့လိုအဲ့ဒါပဲမှားနေဟိုဟိုအခုလို့ကျွန်တော်တို့တင်းဌာနကိုဟိုအင်တာဗျူးဖြေချပြီးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဟုတ်อืมအခုလည်းအခုလို့ဆက်သွယ်ပြီးမေးမြန်းပေးတဲ့တော်ကျေးဇူးအများကြီးအဲဟုတ်ကျေးဇူးတင်ပါတယ်